ိုလေးမှာတော့ဒီနေ့ကျွန်တော်ဇွန်လ29ရက်နေ့တောက်ကြနေ့ကပ္ပရွှေစည်းခွက်ရေတရပတ်ပေါ့နော်ကျွန်တော်နောက်ဆုံးရက်အတနည်းအားဖြင့်ဇွန်လနောက်ဆုံးအပတ်နောက်ဆုံးရက်တရက်တာတဲ့ဖြစ်ပျက်လာနိုင်ခြေရှိတဲ့ကပ္ပရွှေစည်းနေသားကိုကျွန်တော်ဒီဗီဒီယိုလေးမှာသုံးသပ်ပြောကြားပေးသွားမှာဖြစ်ပါတယ်ဒီနေ့မနက်မှာတော့အချစီခွက်ချိန်မှာကပ္ပရွှေစီထိုးကြနေနဲ့ကျွန်တော်မနက်ခင်းတော့လည်း post တင်ပြီးတော့ရေးထားခဲ့ပါဒီနေ့ကပ္ပရွှေစီကိုကျွန်တော်ဈေးကျနိုင်ချေရှိရလို့ကျွန်တော်သုံးသပ်ထားပါတယ်ကျွန်တော်အယောင်ကြိုက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အလုပ်ကိစ္စလေးရှိလို့ကျွန်တော်ဒီတရက်တာသုံးချက်ပြီးတော့နည်းနည်းလေးကြိုက်တာနည်းနည်းနောက်ကျသွားတယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ ီနေ့ကမ္ဘာရွှေစီလက်ရှိကျနေတဲ့ကမ္ဘာရွှေစီကဈေးဆက်ကျမလားဘယ်ထိကျနိုင်သေးလဲအသက်ပြန်လာနိုင်အောင်မလားဆိုတာကိုကျွန်တော်တို့အရင်ဆုံးသုံးသပ်ကြည့်လိုက်အောင်အဲဒါဆိုကျွန်တော်ကမ္ဘာရွှေရဲ့ဈေးအသက်ကျချက်လေးကိုကျွန်တော်တွားကြည့်ပြီးတော့ဤပညာပိုင်းအရင်ဆုံးသုံးသပ်ကြည့်မယ်ဟုတ်ပြီအဲ့ဘက်ကဒါတော့ကျွန်တော်ကမ္ဘာရွှေစီရဲ့အနေထားကိုတည့်ရတာအနေထားနဲ့ကြည့်နေခြင်းဖြစ်ပါတယ်ကျွန်တော်တို့အာဒီအတုံးတုံးကကမ္ဘာရွှေစီရဲ့တည့်ရတာဈေးအသက်ကျအနေထားကိုကိုစားပြုပါတယ်အဲ့ဘက်ကမှကျွန်တော်တို့ကမ္ဘာရွှေစီရောပြီးခဲ့တဲ့အဘက်ဘိုလိုနီကတဲ့အကြအ ကောင်းခဲ့တယ်အကြအာတာခဲ့ဒီတစ်ပတ်မှလည်းအကြအာတာနေတော့မှာခင်ဗျအဲ့ဘက်ကမနေတော့ဆိုရင်ဈေးတွေပါပြီးဆွဲတင်သွားပြီဗျာကျွန်တော်တို့90လောက်ဒီဆွဲတင်သွားပြီးတော့ပြန်ကြတာပဲအဲ့ဘက်ကလက်ရှိမှာဆိုရင်ကျွန်တော်တို့ကဒီနေ့မနက်မှာဆို3395မှာဈေးပွင့်လာခဲ့လက်ရှိအချိန်ထိကျွန်တော်တို့အမြင့်ဆုံးနေနဲ့ကျွန်တော်တို့3395တိပဲတက်ခဲ့တယ်အဖွင့်ဈေးကအမြင့်ဆုံးဖြစ်နေရပါတော့ပြီးတော့အနေဆုံးက3နှစ်60တိကြခဲ့လက်ရှိမှာတော့3965စီးနှံမှာဈေးပြင်းနေတဲ့အနေထားကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။အဲ့အပတ်ကမှာကျွန်တော်လက်ရှိဒီနေ့ကပ္ပရွှေဈေးကိုဘယ်လောက်ထိကြမလဲကျွန်တော်သုံးသပ်မိတယ်လဲမြင်မဲ့ဆိုရင်ကျွန်တော်ကတော့ ဒီဝင်းကျင်ပေါ့ဗျာကျွန်တော်တို့3နှစ်80 3နှစ်60ကြာဈေးတန်းစုံထိဈေးအကျပြလိမ့်မယ်လို့ကျွန်တော်တို့သုံးသပ်ထားပါတယ်ခင်ဗျအဲ့ဒါပြတဲ့ခါမှာကျွန်တော်ဒီနေ့ကပားရွှေဈေး3နှစ်80နဲ့3နှစ်60ကြာဈေးတန်းစုံအထိအထဲပေါ့နော်ဈေးတန်းစုံတဲ့ဈေးမကျခင်ထိကပားရွှေကိုဈေးပြတ်ဈေးပြန်တက်တိုင်းအယောင်းဝင်လို့ရပါတယ် ရောင်းလို့ရအောင်တခုတော့ရှိရပါဘော risk တော့ချိန်စားဥပမာပြကျွန်တော်က3နှစ်60နဲ့3နှစ်80ကြာဈေးနှုန်းဆုံးထိကျွန်တော်ဈေးကျနိုင်တယ်မှန်တယ်ဒါပေမဲ့3နှစ်80လောက်မှတော့တော့မရောင်းနဲ့ပါတော့ဘာလို့လဲမဲ့ဆိုကျွန်တော်အဲ့ဒါဆိုဈေးနှုန်းဆုံးနဲ့နီးနေနီးနေဖက်ကမျက်ရင်နည်းနည်းပြရှုံးရင်များများဖြစ်သွားနိုင်တယ် risk များနိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်ကဈေးပြန်တက်တဲ့ခါမှာရောင်းတာတော့ကျွန်တော်တို့ပို့ပြီးတော့တင့်တော်တဲ့အကြောင်းမျိုးဖြစ်နိုင်တယ်တကယ်လို့ပါတော့ဈေးကပြန်မတန်တဲ့ပြ3နှစ်60နဲ့3နှစ်80ကြာကျသွားရင်ရောအဲ့ဒါဆိုရင်တော့အဲ့3နှစ်60နဲ့80ကြာကျသွားပြီးလို့ဈေးပြန်တက်လာရင်တော့မရောင်းနဲ့တော့ပါတော့ ဟုတ်ပြီအားပတဲ့ခါမှာကျွန်တော်တို့ကဒီနေ့ကပ္ပရွှေစီကို360နဲ့380ဂျာစီတန်းဆုံးအဲ့ဂျာတဲ့ပေါ့နော်ကပ္ပရွှေစီမကြခင်ပေါ့နော်မကြခင်မှာဆိုကပ္ပရွှေကိုဘယ်စီတန်းနေမှာကျွန်တော်ရောင်းတင်လဲအဲ့ရလေးကိုကျွန်တော်တို့အချိန်တနာရဲ့အတိုင်းတာနဲ့ကျွန်တော်သွားတုံးတက်ကြည့်လိုက်အောင်ဘယ်စီတန်းနေမှာရောင်းတင်လဲကျွန်တော်မြင်မယ်ဆိုကျွန်တော်ဒီစီတန်းဆုံးနေမှာကျောင်းပေါ်အပိတ်ကျနေ3300နဲ့3300နဲ့ပေါ့နော်ကျွန်တော်တို့ပြီးရင်ကျွန်တော်တို့ 3305ကျားမှာကျွန်တော်ရောင်းလို့ရပြီအမြတ်ပိုင်းဈေးတန်းကိုကျွန်တော်ခုနကပဲ3290လောက်ထိတာကတာပါအရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်ဘယ်လောက်လောက်ပေးတင်လိုက်မယ်ဆိုရင်ကျွန်တော်3330အထက်လောက်မှာပေးပါဟုတ်ပြီဒါပထမရောင်းတင်တဲ့ဈေးတန်းဆုံးတကယ်လို့ဒီဈေးတန်းဆုံးမှာဖောက်တက်သွားရင်ရောနောက်ထပ်ရောင်းတင်တဲ့ဈေးတန်းဆုံးကတော့ကျွန်တော်တို့အာ3318နဲ့ကျွန်တော်တို့နောက်ထပ်ရောင်းတင်တဲ့ဈေးတန်းဆုံးကဒီမှာ33 sorry 33 တင့်ငါးနဲ့ကျွန်တော်တို့3320ကြာဈေးတန်းဆုံးဖြစ်ပါတယ်။အာ3320မဟုတ်ဆိုရင်3323လောက်ပေါ့နော် ကျွန်တော်ဈေးတန်းဆုံးကနည်းနည်းတော့ကြီးတယ်ဗျ။ ship ပြလောက်ပေါ့နော် ship point ဟာလာပြတဲ့ကာ3335နဲ့3323ကြာစင်းတန်းဆုံးမှာလဲကျွန်တော်ရောင်းလို့ရတယ်အရှုံးပိုင်းစင်းတန်းကိုတော့ကျွန်တော်3330အထက်လောက်ပေးအမြတ်ပိုင်းစင်းတန်းကိုတော့ကျွန်တော်3290လောက်ထိ target ထားပြီးတော့ယူပါခင်ဗျဒါလေးရောကျွန်တော်တို့ ီနေ့အတဏိတာအတွက်ရောင်းမယ်စီတံပေါ့နော်နောက်ဆုံးအနေနဲ့ဗျာတကယ်လို့ဗျာဈေးကဒီဈေးရန်ဆုံးတွေမှာဖောက်သက်သွားပြီကျွန်တော်တို့နောက်ဆုံးအနေနဲ့ဗျာကျွန်တော်ဒီနေ့အတွက်ရောင်းမယ်စီတံဆုံးပြောပါဆိုရင်တော့ဒီပုံမှာကျွန်တော်နောက်ဆက်နောက်ထပ်ဈေးရန်ဆုံးကတစ်ခုခုပဲရှိတော့လေ3335နဲ့ကျွန်တော်3340ကြာဈေးရန်ဆုံးဆိုရင်ရရဲ့ကြီးရောင်းပေါ့အပေးခြင်းနဲ့ရောင်းနိုင်ကြတော့နဲပါတယ်ဒီနေ့အတွင်းပေါ့နော်ရောင်းနိုင်ကြနေတယ်အဲ3နှစ်90နဲ့360ကြာစီရန်ဆုံးမကြခင်မှာဒီစီရန်ဆုံးရောက်ဖို့ကတော့ဖြစ်နိုင်ကြတော့နဲတယ်ဗျဒါပေမဲ့ ရောက်ခဲ့ရင်ပေါ့နော်ရောက်ခဲ့ရင်3335နဲ့3340ကြာစီတန်းဆိုဆိုရဲရဲရောက်မှာအရှုံးပိုင်းစီတန်း3345အထက်လောက်ပြီးအမြက်ပိုင်းစီတန်းကျွန်တော်3290တိကြီးလို့ရဒါဒီနေ့အတွက်ရောက်အောင်စီတန်းဆုံး3ခုဟုတ်ပြီအယောင်းတက်ပြောပြီဆိုရင်အဝယ်အတွက်ဆိုရင်ရောအဝယ်အတွက်ဆိုရင်ကျွန်တော်ရှင်းပါဒီနေ့အတွက်ကျွန်တော်ကဘာရွှေစီကိုအဝယ်ကြိုက်မြဲစီတန်းဆုံးပါလေတစ်ခုပဲရှိတယ်3290နဲ့3260ကြာစီတန်းဆုံးဖြစ်ပါတယ် ောက်ဘက်ကပေါ့နော်ကျွန်တော်ဒီမှာခြုံကြည့်လို့တော့မရအောင်ကျွန်တော်ဟုတ်ပြီ3နှစ်90နဲ့3နှစ်60ကြာစတဲ့ဆုံးမှာကျွန်တော်ဤပညာပိုင်းရအတိပြုချက်ရပြီဆိုကျွန်တော်ရွယ်ဖို့အားပေးခြင်းပါဖြစ်နိုင်တော့3နှစ်60နာကက်လေးလေးပုတ်ကောင်းလေးလေးပေါ့နော်ကျွန်တော်တို့အရှုံးပိုင်းစီတန်း3နှစ်90အော်လော်ပြပါအမြတ်ပိုင်းစီတန်းဘယ်လောက်ရှိလို့ရဆိုအနည်းဆုံး3နှစ်95အများဆုံးကျွန်တော်တို့3300တစ်ဆယ်လောက်ထိယူလို့ရတယ်ဒါဒီနေ့အတွက်ကျွန်တော်တစ်ခုတည်းတော့အယောင်ကြိုက်မြည်ရဲ့စေတန်းဆုံးဖြစ်ပါတယ် ဲ့အဖက်ကဒီနေ့တော့ကျွန်တော်အရောင်းပိုစားပေးခြင်းနဲ့ဒါမဲ့3.90နဲ့3.60ကြာဈေးကျသွားရင်တော့အစီလန်းဆုံးမှာတော့အဝယ်ပဲစဉ်းစားပါဟုတ်ပြီအဲ့အဖက်ကဒီနေ့တပတ်တာပိတ်စီဘဲအောက်ပိတ်ခရင်ဘဲပေါ်ပိတ်ခရင်ဈေးတွေဘယ်လိုဖြစ်နိုင်လဲကျွန်တော်တို့ထုံးစံတိုင်းပေါ့နော်ကျွန်တော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 ်ချက်ပြီးတော့မှာပါနေကြတိုင်းဒီနေ့တရက်တာအပိတ်ဈေးဒါကျွန်တော်တို့ဘဲအောက်ပိတ်ခရင်လဲမယ်ဆိုကျွန်တော်တို့3.90အောက်ပိတ်ခရင်မယ်ဆိုရင်ပေါ့နော်ဆိုရင်390အောင်မဟုတ်ဆိုရင်390အောက်ဈေးတန်းအောက်ဈေးပိတ်နိုင်ခဲ့မယ်ဆိုရင် ကဘာရွှေစီနောက်တနောက်တစ်ပတ်တည်းပေါ့နော်နောက်တစ်ပတ်တည်းမုံအောင်မှာဗျတစ်ပတ်နှစ်ပတ်အတွင်းမှာ3180လို့3180ဈေးတန်းနေမြင်ရပါလိမ့်မယ်အ ਨੇ ဆုံးပေါ့နော်3980ဈေးတန်းအောင်ဈေးပိတ်ခိုင်းစန့်ချင်မနေနေအတက်ဖက်ပြန်သွားဖို့အတွက်ဆိုရင်ရောအတက်ဖက်ပြန်သွားဖို့အတွက်ဆိုရင်တော့အ ਨੇ ဆုံးကျွန်တော်တို့ဘလောက်အထက်မှာပိတ်ဖို့လိုအပ်လဲမယ်ဆို3340ဈေးတန်းထက်မှာတပတ်တာဒီနေ့တပတ်တာအပိတ်စေးဈေးပိတ်နိုင်ဖို့လိုအပ်ပါတယ်အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့က စီးဆက်ကြဖို့သူကကျွန်တော်3.80အစုံ3.0တောင်ပြပွားပြီး3.0ပေါ့နော်3.80စီးနှံအောင်မှာဒီနေ့ညဂျွန်လနောက်ဆုံးအပတ် တပတ်တာအပိတ်စီးပိတ်နိုင်မလားဒါမှမဟုတ်ရင်ကျွန်တော်မျှော်မှန်းထားတဲ့စန့်ကျင်ဘက်ပေါ်340အထက်မှာဈေးပိတ်ပြီးတော့နောက်တစ်ပတ်ထဲမှာအသက်အားပြန်ကောင်းသွားမလားဆိုတာဒီညတရက်တာဒီညတပတ်တာပိတ်စေးရကျွန်တော်အဖြေထုတ်ပေးပါလိမ့်မယ်ဘယ်လိုပိတ်မလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာပေါ့နော်ဟုတ်ကဲ့ဒါလေးကကျွန်တော်နီးပညာပိုင်းရသုံးသက်ချက်လေးဖြစ်ပါတယ်တတိယမှန်းကိုကျွန်တော်တို့ကြည့်အောင် ကျွန်တော်တို့ဒီမနက်မှာ trend ကတော့ဟာကျွန်တော်တို့တည်ုပ်နဲ့ကျွန်တော်တို့ကုန်သွယ်ရေးသဘောတူညီချက်ပေါ့နော်လက်မှတ်ရေးထိုးပြီးပြီလို့သူပြောခဲ့တယ်အဲ့အဖက်ကမှသူကုန်သွယ်ရေးကိစ္စတော့လက်ရှိတည်ုပ်နဲ့အမေရိကန်ကုန်သွယ်စိတ်ကိစ္စပြည်လဲသွားပြီးပြီးတော့ Iran Israel အမေရိကန်ပြဿနာတွေပြည်လဲသွားပြီးပြီးတော့ပြပိုးဝဲကလည်းပိုးဝဲကလည်းလက်ရှိမှာအာသူကလည်း trend ကိုမီးစိမ်းပြလိုက်တာပေါ့နော်ကုန်သွယ်ရေးသဘောတူညီချက်တွေထက်ရခဲ့တယ်ဆိုရင်သူဘန်တုံးလုံးရှော့ပေးမယ်အစားကဘန်တုံးလုံးမရှော့တင်းခံနေတဲ့အမေရိကန်ပိုးပန်ဥက္ကဋ္ဌပိုးဝဲကလည်း ည်းနည်းလိုက်လျောမဲ့ပုံစံမျိုးပြလာဖြစ်တဲ့ခါမှာလက်ရှိမှာတော့အမေရိကန်စီးပွားရေးအတွက်တော့အပေါင်းလက္ခဏာဆောင်တဲ့အနေအထားကြီးလို့ပြောလို့ရအဲ့အဖြစ်တဲ့ခါမှာလက်ရှိသတင်းပိုင်းရကမ္ဘာ့ရွှေစင်ကြာနေရမထူးဆန်းဘူးဒီလောက်ဈေးဥပဲကြာတာပဲနည်းနည်းထူးဆန်းနေတာဒီလောက်ဈေးဥပဲကြာဆိုတာအကြအားနည်းနေရတဲ့ချက်ပဲကျွန်တော်ထူးဆန်းနေအောင်အမှန်ဆိုဒီချိန်လောက်ဆိုကျွန်တော်3 3.80 3.60ရောက်တင်နေပြီအမှန်တော့ဗိုလ်ဘူးနေ့လောက်ကလေးရောက်တင်တာဒါပေမဲ့အခုမှရောက်တယ်ပေါ့နော်အဲ့အဖြစ်တဲ့ခါမှာကျွန်တော်တို့ကသတင်းပိုင်းရလည်းကမ္ဘာ့ရွှေစင်ဆက်ကြအောင် ပြီးတော့ဒီညပမာစံတော်ချိန်ည9:00နာရီမှာဒီမှာ Go PCE Price Index လို့ခေါ်တယ် data နှစ်ခုထွက်ဖို့ရှိတယ်အာနှစ်အလိုက်လအလိုက် data တွေပေါ့နော်မေလရဲ့ data တွေ Go PCE Price Index ဆိုတာဗျာကျွန်တော်တို့အဲ့မှာကျွန်တော်တို့အဲတို့ twin ကုန်ထုတ်ကုန်ကိုအာဈေးနှုန်းပြောင်းလဲမှုအညွန့်ကိန်းပေါ့နော်အဲ့ဟာပတ်သက်ခါမှာ data တွေကတော့ပြီးခဲ့တဲ့အခေါက်ကတည်းကတအားကြီးပြောင်းလဲမှုမရှိဘူးခင်ဗျအဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့အရင်ကြီးတော့ကျွန်တော်တို့ဒီညဒေတာတွေကကမ္ဘာ့ရွှေစည်းပေါ်တက်ရောက်မှုတော့မရှိနိုင်ဘူးဒါပေမဲ့ တောက်ကြနေည Friday night ရဲ့သုံးဆန်တိုင်းဈေးဆွဲတင်ဆွဲချရတော့ရှိနိုင်တယ်။အဲ့အဖက်ကဒီညတော့တစ်ချက်တတိထားတယ်။ဒီညမှာတော့ကိုကမပိုင်ဘဲနဲ့ကဘာရွှေစီကိုသွားအယောင်းဝယ်လို့တာမျိုးတတိထားပါ။တကယ်လို့ကိုကအယောင်းဝယ်လုံးမီလို့အယောင်းဝယ် order ကြီးကြံခဲ့လဲဆိုရင်စနေတနေ့ကြားခံနေပါလေ။စနေတနေ့မှာ တတိနေ့ထွက်လာရင်ကိုယ်တော့တတိနာနေပေါ့။နောက်တစ်ပတ်တတိနာနေဈေးပြတ်ဈေးကွက်ပြန်ဖွင့်တဲ့အခါမှာ risk များသွားနိုင်ပါတယ်ခင်ဗျ။အဲ့အလေးကိုတတိထားဖို့လိုပါ။ဒီညမှာမပိုင်ဘဲနဲ့အယောင်းဝယ်မလုပ်ပါနဲ့။ ရောင်းဝယ်လုပ်တဲ့ဆိုရင်တော့ risk management တေချာလုပ်တာပါပြီးတော့တစ်ဖက်ကဒေါ်လာအင်းသက်ကိုကြည့်မယ်ဆိုလဲ60ကွန်အထက်ကိုပြန်တက်လာပြီ68အထက်ဆက်တက်နိုင်ဖို့လိုအပ်တယ်အ ਨੇ ဆုံးပြဒေါ်လာအင်းသက်68အထက်လောက်မှာအထက်လောက်ရောက်မှာကမ္ဘာရွှေစရာဆက်ကြဖို့အတွက်တည်င်းပိုင်းရအားပိုကောင်းလာမှာဒေါ်လာအင်းသက်68အထက်မတက်နိုင်မှန်းဒီ60ကွန်66ပတ်ချလဲဒီတဝဲလဲလဲဖြစ်နေတယ်ဆိုရင်တော့ကမ္ဘာရွှေစရာပြကြလဲခဏတာပဲတည်င်းပိုင်းရပြန်ကန်တက်နိုင်တဲ့အနေအထားမျိုးရှိနိုင်စေပဲခင်ဗျအဲ့ဒါဖြစ်ခါဒေါ်လာအင်းသက်ဒီည တပတ်တာအပိတ်စည်းမှာဘယ်ပုံမှာပိတ်နိုင်မလဲကျွန်တော်68အထက်မှာပြန်ပိတ်နိုင်မလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့ဘက်ကတရင်ပိုင်းရလဲကျွန်တော်တော့အကြမ်းမ်းနဲ့ဒါမှမဟုတ်ကျွန်တော်တပကနီးပညာပိုင်းနဲ့ကျွန်တော်ချိတ်ဆက်ပြီးသုံးသပ်မယ်ဆိုကျွန်တော်ဒီနေ့အတွက်အကြကို3.60 3.80အထိပဲအကြမ်းမ်းထားပါတယ်အဲ့ဈေးထဲဆုံးရောက်ရင်တော့ဈေးပြန်ကန်တက်နိုင်ခြေရှိတယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်ကျွန်တော်သုံးသပ်ချက်လေးပဲချိန်မှာမားနိုင်လဲလို့ပြမယ်ဆိုရင်ကျွန်တော်3.60ဈေးထဲအောက်မှာကဘာရွှေဈေးပေါ့နော်ဒီနေ့တနေ့သာသွင်းအချိန်တနာရီအတိုင်းတာပိတ်ဈေးနဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ်လေ3340ဈေးတန်းအထက်မှာဒီနေ့တနေ့တာတင်ကဘာရွှေဈေးပေါ့နော်အချိန်တနိုင်အတိုင်းတာပိတ်စေကျွန်တော် market ခေါ်ရ H1 book ကနေစနေဖောက်တက်ပြီးဈေးပိတ်သွားရင်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီနေ့ကဘာရွှေဈေးကအာအခု3.60နဲ့80ကျဈေးမကျသေးဘူးဆိုအပေါ်ပြန်ကန်တက်ပြီးမှ3.60နဲ့80ကျဈေးကျနိုင်တယ်ဒါမှမဟုတ်လေ3.60နဲ့80 80ကျဈေးတန်းစုံကိုတောက်လျှောက်ကျသွားပြီးတော့ SCN စုံကပြန်ကန်တက်တန်တယ်ဆိုတော့တုံးတက်ချက်လေးမှားရင်းပြီလို့သာယူဆလိုက်ပါခင်ဗျ အဲ့ဘက်ကဒါလေးကကျွန်တော်ဒီနေ့တည့်ရတာသုံးချက်ဗီဒီယိုဖြစ်ပါတယ်ဒီတပတ်တပတ်သားကတော့ကျွန်တော်လက်ရှိအချိန်တွေကတော့အကြံနဲ့ပြေဖို့များနေပါပြီခင်ဗျဟုတ်ကဲ့အခုလိုမျိုးပေါ့နော်ကျွန်တော်ရေကဘာချွေစီကွာသုံးချက်တည့်ရတာသုံးချက်ဗီဒီယိုတွေကို up to date ကြည့်နေဆိုရင်တော့ကျွန်တော်ရေ YouTube channel လေးကို subscribe လုပ်သားကြပါပြေကျွန်တော်စီမံဒီကဘာချွေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတီးတန့်အခြေခံတင်တာနေတယောက်လို့ရပါတယ်အခြေခံဆွဲတန်းကျွန်တော်အခြေခံအကြောင်းအရာတွေတင်ကြပေးပါအောင်ကျွန်တော်ဒီထက်ပို့ပြီးတော့အစိမ့်ပညာတွေပါတက်ချင်တဲ့ဆိုတော့ event တင်တာနေပါလေရှိပါတယ်ခင်ဗျအဲ့ဒီနဲ့ပတ်သက်ပြီးလဲကျွန်တော်ရေကိုစီကို Telegram channel, YouTube channel, Viber တွေကနေစုံစမ်းမိများနိုင်ပါတယ်ခင်ဗျ။ကမ္ဘာ့ Twitter အလုံးပဲပေါ့ကျွန်တော်ဒီနေ့ကျွန်တော်တို့အဂျွန်လ29ရက်နေ့ပေါ့နော်ဇွန်လနောက်ဆုံးအပတ်နောက်ဆုံးရက်တရက်တာအတွက်ကဘာချွေစေတက်ကြကိုအထူးတတိထားအရောက်ဝယ်လုပ်ပြီးတော့ဒီရက်တပတ်ကိုအမျက်နဲ့အဆုံးတက်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။